အားလုံးပဲမင်္ဂလာပါရှင်ကပလာ channel မှာပြန်လည်ကြဆွလိုက်ပါတယ်ဒီနေ့မှာတော့စာရေးဆရာမရွှေကူမေနှင်းရေးသားထားတဲ့ဂျင်မတ်ချိုဆိုတဲ့ဝတ္ထုတော်လေးကိုတင်ဆက်ပေးသွားပါမယ်ရှင်ဂျင်မတ်ချိုမိမထောင်မှာမတ်ချိုတွေများလာသည်ထို့ကြောင့်ဘယ်မတ်ချိုမှန်သိအောင်တက်ဆိုင်ရအမှုဖြင့်ဝိသေသနာတက်ပြီးခေါ်ကြလေသည်တို့ဖြင့်ချဲမတ်ချိုဖဲမတ်ချိုဆဲမတ်ချို ြင်မတ်ချိုစသဖြင့်ကွက်ကွက်ပြပြဖြစ်လာကြ၏ကလေးအမေမတ်ချိုတိုးချက်မတ်ချိုဆိုတာတွေလည်းရှိတယ်ဘဲနဲ့เจ้าများမတ်ချိုအမည်နဲ့မိမတွေက ထောင်ထဲရောက်လာကြပါလေဟုစဉ်းစားဖို့ပင်ကောင်း၏အားလုံးသောမတ်ချိုတွေထဲမှာဂျင်မတ်ချိုက အတောက်ပါဆုံးပါအဝေးကပင်မြင်နိုင်ပါသည် ဆိုသောဂိုက်ဆိုင်မျိုးဖြစ်၏အရက်အမောင်ကောင်းသည်ကိုလုံးခုတ်တဲ့ဖွင့်သည် အသားအရေဆိုပြေးဖြူဝင်သည် မျက်လုံးမျက်ဖန်နှာတံအစာအထက်တန်းကြသည်သပင်ပုံစံကလည်းခိမိအကောင်နှင့်ကျေနေရောင်းကဲဘယ်လိုလုပ်ပြီးဒီအမျိုးသမီးကိုအကျဉ်းသူလို့ထင်ကြပါမလဲထင်ရစရာတစမ်းမှမရှိဒါပေမဲ့ဤခိမိတောက်ပါလှပရွှင်းဆိုသောအမျိုးသမီးသည်အကျဉ်းသူအစစ်အမှန်ပါဂျင်မှုတုံနှစ်ဖြစ်၏ မတ်ချုပ်အမျိုးသားကလေဂျေမတ်ချုပ်စကားပြောနေအဲဒီမတ်ချုပ်အမျိုးသားဆိုတော့စကားလုံးမပါသည့်အခါဟူ၍မရှိပါ သူ့အမျိုးသားလဲချစ်ချင်စရာပါပဲမတ်ချုပ်ထောင်ထဲမှာစိတ်မြစ်စရာမညှိုးငယ်စရာထောင်ထဲဆိုတော့လဲဘော်ရာဆောင်ခဏနေရတာဟုခံစားဖြစ်အောင်ထားသည်မတ်ချုပ်အမျိုးသားသည်မတ်ချုပ်အပြင်မထွက်ရတာကလွဲလျင်အပြင်မှာနေသလိုထားနိုင်သည် သူများတွင်နှစ်ပတ်တကြိမ်ထာဝန်စားပိုရ၏သူကအပတ်တိုင်းပို့သည်မတ်ချုပ်တငယ်ချင်းတူးမကိုကြားခံပြီးစနေနေ့တိုင်းပို့ခြင်းဖြစ်သည်ဒီစနေမတ်ချုပ်ထာဝန်စားနောက်စနေတူးမထာဝန်စားပို့သူကမတ်ချုပ်အမျိုးသားကိုယ်တိုင်ဒီတော့စနေနေ့တိုင်းဟင်းစုံစားရ၏ဟင်းစုံဆိုတာဒီနေ့ချက်တော်ဟင်းကိုခေါ်ခြင်းဖြစ်ပါသည်ဘလချောင်းကျော်ချင်းမောင်ကျော်ဆိုတာတွေကဟင်းချောက်ပါ တပတ်စာမကုံတော့ဟင်းချောက်တွေကိုလည်းဟိုလူပေဒီလူပေနဲ့မတ်ချွတ်အလှလို့သည်မုတ်ဘဲတေးစာအချောက်တွေကိုလည်းခလင်းအမေဆောင်မှာမတ်ချွတ်မွေးနဲ့တင်းလာနေတိုင်းဝေသည်တနင်္လာဆိုခလေးအမေရိကမချို့မဝေတော့မည်ဆိုပြီးမျှော်ကြ၏။ထောင်ထဲမှာထောင်နှံဆိုရရှိ၏။မချို့နာကလုတ်ကတော့ထောင်နှံမရ။တထေးနှံမရလိမ့်မည်။ ရှမ်ပူခေါင်းလျှော်ရည်အကောင်စားနှင့်တရက်ချခေါင်းလျှော်သည်ရေမွေးဆက်ပြားလည်းအကောင်စား Ori spray ရေမွေးဆို၃လေးမျိုးမျက်နှာအတွက် skin care ဆိုတာကိုပို၍ကယူဆိုင်သည်ထောင်ကထွက်လာလို့ထောင်ထွက်ဆိုပြီး အသားအရည်မပြတ်စေရနိုင်ငံသားက ပြန်လာသလိုထင်စေရမည်ဟုတ်ပါရဲ့အရက်ထဲမှာလဲမတ်ချုပ်နိုင်ငံသားသွားနေတာဟုတည်င်းလွှင့်ထားတဲ့ထောင်ကျသွားတာလို့ပြောလို့ပဲဖြစ်ပါမလဲ။ ရောမင်းကြီးလန်းဆိုတာရန်ကုန်မြို့လမ်းလေကောင်းကြီးချမ်ပိုင်ဝင်းပိုင်ကားပိုင်ကုမ္ပဏီပိုင်တွေအတီးတီးနဲ့မဟုတ်လားဒီလိုလူကုန်ထန်တွေချားမှာအင်ဂျင်နီယာကတော့ခင်ချွချော်အေးတယောက်အင်းစိန်ထောင်တဲ့ရောက်သွားကြောင်းသတင်းအစအနထောင်အပြတ်မခံနိုင်ပါလွယ်တော့လွယ်သားအရင်အရင်ကလည်းမတ်ချိုကယောက်ျားတင်မောနှစ်ကဘာပတ်နေကြပဲလေအရှိတ်သွားမလားအနောက်သွားမလားမတ်ချိုသွားခြင်းဒီကဘာချမ်းတို့ မချို့အမျိုးသားကအလုတ်ပြောင်းနိုင်ပေသည်။ဝါရဲ့မရင်းအရာရှင်မော စေးစားဖစ်အရာရောနာမည်အရာရောပညာအရာပါ ခေါ်ခြင်းသည့်ကုမ္ပဏီတွေက တပုံကြီးမချို့အကြိုက်တာပြောဒီတော့အခုမချို့အင်းစိန်ရောက်နေတာကို အမေရိကမှလို့လို့ UK မှလို့လို့ခောက်ဝဲဝဲကတထေတိုင်းမြစ်တခုဟုကြော်ညာထားလိုက်၏။ဘာသွားလောက်တာလဲလွယ်ပါတယ်။တားចောင်းတက်နေတာတွားနေပြီတဲ့ဗော။ မောင်နှမတွေကခေါ်လို့ပေါ့နှစ်နှစ်လောက်ဆိုတာခဏလေးပဲထောင်ကြတာက၃နှစ်ဆိုပေမဲ့ရှော့ရက်နဲ့ဆိုတော့၂နှစ်တသာပဲနေရမှာဆွိဆွိကျမရေးပဲအာယုံပြုတခြားဘာမှအရင်မကြည့်ပါဘူးဒါလင်တို့မှငွေကသုံးလုံးမှမကုန်နိုင်တာဆွိကျမမှအပြင်ပြန်ထွက်တော့နုပြိုလှပနေမှာဆွိရေစိတ်မညစ်နဲ့နော်စိတ်ကအရေးကြီးတယ်စိတ်ပြိုရင်ကိုနုတဲ့စိတ်ဆောင်ရင်အောင်တဲ့ ဆွေပြပြနေပါမှမအိုဘဲနုပြနေမှာဆွေဒါလင်းကိုစိတ်ချနော်ဘဲအပြော်မရမှမထားဘူးဒါလင်းနှလုံးသားမှာဆွေပဲရှိတယ်ဆွေကိုသနာလိုက်တာထောင်ဝင်းစာအချိန်15မိနစ်မှာမတ်ချုပ်က ပြောရတာနဲ့နဲ့မတ်ချုပ်အမျိုးသားကကြည်တွတ်တွတ်ပြောတတ်၏ဘဲလအောင်ထားရသည်မသိပြောစရာတွေကလည်းမကုန်နိုင်ဒါလင်းသင်မောမလိုက်တော့တာကိုအငိမ့်စားယူတာလားမေးကြတယ်တိလား ဒါလင်အသက်50ပဲရှိသေးတာဘာလို့အငိမ့်စားယူရမှာလဲအခုဒါလင်နှလုံးအားနေနေတာရဲ့စီးချိုရဲ့အယိုးကြီးပေါင်းရဲ့နောက်စဉ်းစားလို့ရတဲ့ယောဂအကုန်ရှိတယ်လို့ပြောလိုက်ကြတပတ်တစ်ခါစနေနေ့တိုင်းအထူးကုမပြရတယ်ဆရာဝန်ကြီးတွေအတွက်လက်ဆောင်အစားအသောက်တွေဝယ်ရတယ်ပေါ့တဘာဝကြတယ်မဟုတ်လားဆွေဆွေကဘာလို့အကြာကြီးကဘာပတ်နေတာလဲတဲ့ဆက်စုကြသေးတယ် တားကြီးကတက်ကတူတက်နေပြီလေမိခင်ကရင်အုပ်မကွာထိုင်ရမှာပေါ့လို့ဟိုမာကယောက်ျားလေးဆိုမပွေမရှုံမှပေးကင်တာဆွေကသူ့သားကိုစိတ်မချလို့ပါလို့ညာပြောထားတယ်ယုံကြတယ်ဗျာမတ်ချုပ်အမျိုးသားကစကားလေးများများပြော၏ရေးစရာလည်းပြော၏မတ်ချုပ်ပြောပါစေလို့ထင်ပါရဲ့မချုပ်ကလည်းစနေတပတ်ချာထာဝန်စာနဲ့မနဲ့ဆိုရင်ရေထချိုမိတ်ကအလှဆုံးပြင် အကောင်းစားအဖြူဝတ်ဆောင်နဲ့အကောင်းစားဖနက်အဖြူနဲ့တခါတလေဖဲပြအဖြူရောင်ပင်ခြေလိုက်သည်ဒါမှမဟုတ်မဖလာအဖြူပေါ်မဖလာအဖြူစီးနောက်ထားသောမတ်ချိုဤစပင်ကျင်းနေရောင်တွေကိုနန်းချလိုက်တာနန်းခွေရချင်ပြီဟု အမျိုးသားကမတ်မောစွာဆိုသေးသည်မတ်ချိုကမချိုမချင်မျက်နှာလှုပ်ပြီးတတိထားဟုလက်ညှိုးထောင်တော့မှသူ့ဘရိတ်အုပ်သည် ထာဝင်စာမှတခါပြန်လာရင်တော့မချို့ပဲသူ့ကိုမှစကားမပြောတော့အဝတ်အစားပင်မလဲနိုင်ပဲနေရာမှာခွေလဲနေတတ်သည်။အော်ဒါလင်ကိုတနာလိုက်တာ။ဒါလင်ပင်ပန်းရှာပြီ။ဒါလင်ငွေကုန်တာကအရင်မကြည့်ဘူး။သူ့နားမှာငါမနေရဘူး။သူက အပြုအစုအယူရတွေကြိုက်မှကြိုက်။အခုသူ့ကိုဘယ်သူများပြုစုမလဲ။အိမ်မှာသူ့အမျိုးတွေရှိပေမဲ့ကိုလောက်သူ့အထာကိုဘယ်သူမှမသိဘူး။ ပေါင်းလာတာနှစ်ပေါင်း20ကျော်ပြီ။တင်းမောလိုက်ရင်တော့ရနိုင်တယ်လို့လိုက်ခဲ့တဲ့မိမ။နေနဲ့ချီပြီးတခါမှမခွဲဘူးတဲ့လင်မယားမယားကျွေးတဲ့ညစာမှညမိန်တဲ့လူမယားကိုယ်တိုင်လက်သေးညှပ်ပေးမှခြေနဲ့တဲ့လင်မယားကိုယ်တိုင်အိုးအဆက်ဆပါပဲဘာမစုံမယားလက်နဲ့မှကြိုက်ရှာတာခုတော့ဒါလင်းကိုဘယ်သူယူရနိုင်မလဲတွေးလိုက်တိုင်းကောင်းထဲမှနောက်ကြည့်လာသည် ဒါလင်ကမချို့စိတ်ချရအောင်ဆိုပြီးကိုရိုင်းထောင်ဝင်စားလာတာမှန်ပါရဲ့ဒါက15မိနစ်ပဲတွေ့ရတာလက်ချောင်းလေးတွေချင်းတော်ထီလို့မရတန်စကာနှစ်ထက်ချားလို့နီးရနေဝင်သူကဘယ်နိုင်ငံရောက်ရောက်ဖုန်းဆက်တတဲ့ခုတော့တမျိုးတည်းဖြစ်ရနေသူ့ဖုန်းတန်လေးများနားထောင်ခွင့်မရှိဒါနဲ့ညာညာသူပြင်းရင်ဘယ်သူနဲ့များဖုန်းပြောနေမလဲဒါကိုတွေးမိရင်ခေါင်းထဲမှာတစ်စစ်စစ်နာလာတော့သည် ်သင်မောသားလည်းဖြစ်ချက်အော်ဖီဆာခေါ်အရာရှိချုပ်လည်းဖြစ်မိဘမျိုးရိုးကလည်းချမ်းသာအသက်50သားဆိုတဲ့နှုတော်လှတော်သရီးကွာတာဘောင်းပြီနဲ့တီရှပ်ဝတ်ထားရင်အရှိတိုင်းကရုပ်ရှင်မင်းသားကြနေတာပဲရုပ်ဖြောင်းတာဟာသူကူတော်သူ့ကိုကြားမမရွေးခင်ကြတယ်ဆိုတော့အခုဆိုဗေမေးမတွေကများဒါလင်းကိုမြှူဆွဲနေကြပြီလေ စိတ်မပါဘူးဆိုပေမဲ့ခန္ဓာကိုယ်ကနေပါမလားကိုယ်ယောက်ျားအကျော်ကိုအတီဆုံးဒါလင်ကစိတ်ရောကိုယ်ရောနှူတယ်ထိလွယ်ရှလွယ်ချစ်လွယ်ခင်လွယ်အိုးငါမရှိတော့ငါထက်ငယ်တဲ့ချောတဲ့မော်ဒယ်လေးများတွေ့ရင်ညိမှတေချာတယ်ယောက်ျားဆိုတာမိန်းမနဲ့กินပြီးဒီလောက်ကြကြဘယ်နေနိုင်မလဲစင်စားလေစိတ်ဘူးလေယခုချက်ချင်းငှက်သွင်းပြန်ကြွသွားချင်လိုက်၏ ညာဖက်ဆိုပိုဆိုသည်ခုနေတာလင်ဘယ်သွားနေလဲဘယ်ကောင်မှရင်ခွင်နဲ့ရောက်နေလဲအဲ့ဒီကောင်မှဆိုတဲ့အတွေးဝင်လာလင်အိတ်မပြောတော့ချင်းဘာသာသေးလို့လဲသူ့ကိုယ်သူမော်ရယ်တင်တန်းစင်းဆိုပြီးဒူးပေါ်ပောင်ပေါ်စကက်တိုကြောပေါ်ရင်ပေါ်ရှင်မီဝတ်လို့လှတော့လှသာအသက်ကလည်း20မကျော်သေးအသားကလည်းရွှင်းဝါလို့အိမ်ကလူကြီးအတွေ့ဇက်ကားရိုက်တာလေး စိတ်ကိုနိုင်ပေမဲ့အတွေ့ကိုမနိုင်ရှာဘူး။ကောင်းမကလည်းကဲတယ်။အတော်ကိုဖြန်ကြတယ်။လူကိုရောငွေကိုရော အပိုင်ကြနာ။တော်ပါသေးရဲ့မတ်ချုပ်ကဆရာကောင်းရှိတယ်။ဒါလင်အဲ့တလို့မူပြတ်တာကိုဆရာကြီးကကြိုတင်သတိပေးပေးလို့ပဲ။စေးမိထားပြီတယ်။ကတော့ပွဲတွေထိုးလိုက်ရတာ။အင်းကွက်တွေတိုက်လိုက်ရတာ။ဖျောင်းနိုင်တွေထွန်လိုက်ရတာ။ ငွေလဲဆယ်သိန်းလောက်ချောသွားခဲ့တာလေ။ကုန်ချင်တဲ့လောက်ကုန်ပါစေ လူပြန်ရရင်တော်ပါပြီ။ဆရာကြီးစွန့်လို့ပေါ့။ဆရာကြီးဖျောင်းနေထုံးတဲ့သုံးရက်မြောက်မှာဒါလီအိမ်ဆော့ဆော့ပြန်လာတယ်။ကိုကိုမှုမွေးတွေများပြီလို့ကိုကလည်းအကြံနဲ့ဆိုတော့ဆရာကြီးပေးလိုက်တဲ့စိနေမုံတွေကိုအိုဗာတင်းနဲ့ထည့်ပြောပြီးကိုရိုင်းချော့တိုက်ခဲ့ရ၏။ဒါရောအမုံတွေခွက်ထဲမှာကပ်နေလို့အကုန်မဝင်ဘူး။ ဒါပေမဲ့အောင်မြင်ပါတယ်။ကောင်မကအကတ်မခံတော့ဘူးလေ။မျက်နာတော်မကြည့်ချင်အောင်မုန်းသွားကြရော။ကျေးဇူးပါဆရာကြီးရဲ့။ဆရာကြီးပေးတဲ့အသက်ပဲရှိပါတော့တယ်။အခုသူ့အနာမှာဆေးတိုက်မဲ့လူမရှိတော့ဘယ်ကောင်မကများဒါလင်းကိုမြှုပ်ဆွဲအောင်မလဲမသိဘူး။ဟင်းလွတ်ချင်လာပြီ။လွတ်ချင်လာပြီ။နှုတ်ကအတန်ထွက်ညီမိသည်။ဘေးမှာအိတ်နေသောမတ်သိန်းအေးကနှိုးသွား၏။ အေးပေါ့မချိုရဲ့အားလုံးလွတ်ချင်ကြတာပေါ့မသိအေးအားပေးကမှမချိုမျက်ရည်ကြဤမတူဘူးမသိအေးရဲ့မချိုအမျိုးသားကလူချောလူချမ်းတာ ခင်ဆရာကောင်းတဲ့လူ ဆိုတော့မိမတွေက အလကားလဲလိုက်ပြရစီတွေလေဟမ်မချိုတပြင်းချဤမသိအေးကလိုက်ပြီးတပြင်းရှူသည်ဘာကိုပဲလို့အားပေးရမှမပြောတတ်တော့ မတ်ချိုတောက်ခေါက်ဤမတ်သိန်းအေးကောင်းခါသည်တအားနောင်တရတာပဲဘာကိုလဲဘာကိုဖြစ်ရမှာလဲဂျင်ပေါ့အော်အေးအေးဂျင်ကစားတာဆွဲတက်လားတိတ်ဆွဲပေါ့ဖဲကစားတာကမှစဉ်းစားရသေးတယ်စီရသေးတယ်ဂျင်ကဝေါကနေရဝေါကနေကုန်အေးလေအဲ့ဒါအဲ့ဒါမတ်ချိုကစင်ချင်ပါတယ် မတ်ချိုအမျိုးသားကိုယ်တိုင်ကမတ်ချိုပြင်းမဆိုးလို့ဆိုပြီးချင်းဝိုင်းကိုခေါ်သွားခဲ့တာမို့သူ့မှာလည်းအပြစ်မကင်းဘူးတဲ့ဝိုင်းမှာမိမတွေပါလားပါတယ်လေတထဲတွေကြီးလောင်းကြီးကများတယ်ဆိုငွေပုံပေးတာခက်ရှာရှာမတ်ချိုတို့ဝိုင်းကအထဲစိန်လက်စွတ်တော့စိန်လက်ကောက်တော့ဟဲကြောက်စရာကြီးမတ်ချိုကနိုင်ဖူးတော့ပိုဆွဲတာပေါ့ မတ်ချိုစိန်လက်ဆွချလဲနိုင်တာပဲစိန်လက်ကောက်ချလဲနိုင်တယ်လက်ကောင်းတာပေါ့ဒါပေမဲ့မသိအေးရဲ့အဖမ်းခံရတာကဘာမှမကစားပဲနဲ့မကစားဘူးဟုတ်လားအင်းအဲ့ဒီနေ့ကဝိုင်းမဖြစ်ဘူးလို့ဖုန်းရတာမတ်ချိုကမသွားဘူးလို့နေတာကစားပဲချစ်ချစ်ကပြင်းတယ်သွားရအောင်ဆိုတာနဲ့အပြင်းပြေဆိုပြီးတော့သွားတာအထယ်တော်ဝတ်မသွားဘူး ကစားနေကြအိမ်ကိုရောက်တော့ရဲတွေဝိုင်းထားပြီဟင်မကစားပဲရဲကဝိုင်းနေဟုတ်လားတခြားသူတွေကစားတာမတ်ချုပ်တို့လူမပါဘူးဒါပေမဲ့ဥပဒေကဝိုင်းတဲ့ဆယ်ပေအတွင်းမှာရှိတဲ့လူကိုဖမ်းနိုင်တယ်ဟုတ်တော့အဲ့ဒါပြောတာပေါ့ကိုကစားနေတာဆိုဖြေတာတယ်ခုတော့ဘာမှမလုပ်လိုက်ရပဲနဲ့မတ်ချုပ်ငိုသည်လွရက်ကအဝေးကြီးလိုသေးသည် ဟုတ်ကဲ့ပါရှင်ဒီနေရာလေးမှာပဲစာရေးဆရာမရွှေကူမေနှင်းရေးသားထားတဲ့ဂျင်မတ်ချိုဆိုတဲ့ဝိတ္တတော်လေးပြီးဆုံးလို့သွားပါပဲရှင်နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်